တနာလို့ကထူဘူးလေးတွေပေးရနဲ့အတင်းပြောစကားဟုပိုတိဖို့လုံလို့မပေးတော့တာကနဲ့အညူထားပြီးအိရှိမှချီလာသွင်းတဲ့အထီလို့တဲ့အသက်60ကျော်အဖွာပရိသတ်ကြီးတို့ရေဒီကနေ့ခိုင်ငါပုတ်ချောက်ဆိုင် Facebook page ကနေအခုလိုအကြောင်းအရာလေးတင်ထားတာပါ အသေးစိတ်ကိုအခုလိုရေးထားတာပါနောက်ဆုံး post တင်ရခြင်းကအဘွားကိုတနာနေတဲ့သူတွေကိုကျမနားလေပေးတယ် ဖြစ်စဉ်အဆအဆုံးတိကျပြောပါမယ်။ကျမတို့ចောင်းမြောင်းပြောင်းလာတာတစ်နှစ်ကျော်ဝန်းကျင်ပဲရှိပါသေးတယ်။အဲ့ဒီအဖွားကြီးက ကျမတို့အိမ်ရှိပထမထက်ကပါ။အညာကလာတဲ့အဖွားပါ။သူ့တမက်တွေတမီးတွေက အလွတ်အယံများတဲ့သူမို့နေကနေမြေးကြည့်ပေးဖို့ခေါ်လာတဲ့သူပါ။သူ့သားသမီးတွေလည်းကျမမမြင်ဘူးဘူး။ကိုယ်အလွတ်ကိုလုပ်နေကြတော့တယောက်နဲ့တယောက်မသိပါ။ အိမ်နာပတ်ဝန်းကျင်မှာတော့အဲ့ဒီအဖွားကိုမြင်နေကြဆိုတော့ကျမတို့အိမ်နဲ့တိပါတယ်တိတယ်ဆိုတာခင်မင်ရင်မြင့်တဲ့အစ်မဟုတ်ပါမျက်နှာမွဲလေးမို့တနာလို့စားစီရပေးမုံပေးလိုက်နဲ့အိမ်ကအမိုက်ခစ်တဲ့ကတ်ထူတွေဘူးတွေခွက်တွေပေးဖြစ်ပါတယ်ဆေးရောင်းအိမ်ဆိုလို့အမိုက်တွေအိမ်မှာမထားလလို့မယောင်းလည်းမယောင်းပါဘူးသူ့ကိုအမြတ်ပေးပါတယ် နောက်ပိုင်းအလိုပေးများရာကနေသူက တောင်းတလာတယ်အဝတ်အစားတွေဘာရင်းညတိတောင်းအိမ်တွင်းရေးတွေဆက်စုစကားရောင်းစကားဝယ်လို့တော့ကျမနဲ့ရန်တော့မဖြစ်ဘူးပါစကားပဲမပြောဖြစ်တာပါဒါနဲ့အိမ်မှာရှိတဲ့ဆက်ကူတွေစားစရာတွေကိုအမိုက်လဲသည့်အကိုဖယ်ပေးဖြစ်ပါတော့တယ်သူ့ကိုအရွက်တိုက်ပေးပေးတာပါမဟုတ်ပါ အမိုက်တို့နဲ့သူကကျမတို့အမိုက်ကိုပေးပေးလို့ကိုကစားစရာတွေကတ်ထူတွေပေးတာပါအဖွားကြီးကဒါကိုအညှိုးထားတာပါပြီးတော့သူ့သမီးတွေပြောတာကသူ့အမေကပိတ်ဆံကင်ချင်းတုံးချင် နဲ့ပြောပါတယ်။သူ့သမီးတွေကစားစရာတွေပဲဝယ်ကြွေးတယ်၊ငွေမပေးကင်ပါဘူး။သူကငွေကိုကင်ချင်တော့လမ်းမှာရေးတံပိုးတွေတွေ့ရင်ကောက်သိန်းခါတယ်။ကတ်ထူတွေဆိုလဲကျမပေးအိမ်ကထီရောက်တဲ့အိမ်ကလည်းကတ်ထူတွေပေးတယ်။နောက်ပိုင်းဆက်စုလို့ဆိုပြီးမပေးကြတော့သူ့သုံးစရာဝင်ငွေမရှိတော့ပါဘူး။အဲ့ဒီနောက်ပိုင်းကျမအိမ်ကအမိုက်လဲတယ်မလာတဲ့အခါအမိုက်ချောက်ကိုအိမ်ရှိထုတ်ထားတတ်ပါတယ်။သူကညာဘက်လူအိမ်ချိန်လာမွေးပြီးအိမ်ရှိအိတ်ထဲကလိုချင်တာယူကျန်တာကိုတွန်းထုတ်ပြီးအိမ်ရှိအငဲဖွဲခဲ့လေးရှိပါတယ်။ ဒါကလည်းလမ်းဘဲအမိုက်ောက်ထင်လို့အမှုမဲ့အမှတ်မဲ့တတိမထားခဲ့ပါဒါကိုသူ့သမီးကတရက်မြင်တော့အဲ့လိုမမုတ်ဖို့ပြောခဲ့ဖူးတယ်ပြောပါတယ်သူ့အမေကနားမထောင်ပါ လုံမြဲဆက်လုပ်ပါတယ်အဲ့လိုအမိုက်တွေလည်းအမဲလာဖွဲ့တော့အမိုက်အိမ်မထုတ်ထစ်တော့ဘူးအမိုက်တွေလာဖွဲ့နေတာလေအချိန်ချင်းကိုကျမတို့မရိပ်စားမိတယ်လို့အမှုမဲ့အမှတ်မဲ့ထားခဲ့ပါတယ် အဲ့လိုလှုပ်တာလဲအချိန်၃လလာကျော်လှုပ်တာနော်ကျမတို့ကအယမ်းပေါက်စားတာကိုပောက်ဝင်းကလူတယောက်အညိုးနဲ့လှုပ်နေတာမသိအောင်တုံးရပါတယ်နောက်တော့အမိုက်တွေလည်းမထုတ်တော့ဘူးအိတ်သေးပဲထားလိုက်တော့တယ်အဲ့တော့သူကနောက်တနည်းထချင်စီတာပါတရေခြားတစ်ခါချီးတွေလာပစ်တာအစရက်တွေကချီးတွေအပုံလိုက်ဆိုတော့အမိုက်ကောက်တဲ့သူပဲပေါ့အဲ့ဒါလဲအမှုမဲ့အမှတ်မဲ့ပဲတည်နောက်ပိုင်းများတယ်အိမ်ထဲထိဝင်အောင်ချီးပုံးတဲ့ကိုလာပစ်တော့စိတ်ကမတင်ကချစ်တာနဲ့လူအိတ်ချိန်လောက်တာဖြစ်လို့ CCTV တက်လိုက်ပါတယ် puede. CCTV ဖွင့်ကြည့်မှသူမှန်းတည်တာပါအန်ဒွားလို့မဆုံးဘူးသူကအောက်လောင်းမဟုတ်ဘူးပြောပေမဲ့ဒီတလလုံး love day ပိတ်စိတ်တွေတော့အလုပ်တွေကအစ်စ်မပြေဖြစ်တာပါကျမနဲ့ပတ်သက်တဲ့သူတွေဆိုကျမအရာငေးပြတယ်တခါမှအဲ့လိုအရှုံးမပေါ်ဘူးလို့အကျွေးထောင်တင်တယ်တတ်တယ်နေမိတာတောင်သူကညင်းပါတယ်သူမလုပ်ဘူးတဲ့ကျမတို့က CCTV ပြမှာအော်ဆိုပြီးခဏိကလုတ်တယ်အရင်ရက်ကသူမလုပ်ဘူးတဲ့အရင်ရက်ကတွေပြမှာဝန်ခံတာပါယာအိမ်မိုးကိုပြလိုက်တော့သူ့ကိုကျမတို့အိမ်ရှိချီလာစေ ခိုင်းတာပါ သူ့သမီးတွေကငိုရတောင်းပန်လို့ရက်ွက်လူကြီးအိမ်မှာခံဝင်နဲ့ခွင့်လွှတ်ပေးလိုက်ပါတယ်နောက်တစ်ချိန်ဆိုထောင်းကြအောင်လုပ်မှာပါသူကတော့အကြောတင်တယ်ကိုကိုတောက်ကရုတောင်မဆိုင်ဒေါ်တော်သေးခံရတယ်အခုပြဿနာဖြစ်ချိန်မှာသင်ခန်းစာရလိုက်တာက အများကြီးတယ်နောက်နောက်လူတိုင်းမတနာမိဖို့လောကမှာမတနာထိုက်တဲ့သူတွေအများကြီးဆိုလားကိုတွေခံဖို့မှနားလည်တာပါပရိသတ်ကြီးကတော့ဒီဖြစ်စဉ်လေးအပေါ်မှာမြင်တဲ့အမြင်သဘောထားတွေရေးပေးခဲ့ကြပါအောင်ရှင်